ကျွန်တော်တို့စားထိုးလုံးပေးထားတဲ့အချိန်မှာဒီမှာပြင်ဆင်ရရှိရလဲပြင်နေတယ်ပေါ့နော် spare part တွေလည်းအစုံရောက်ထားတယ်ပေါ့နော်ပစ္စည်းတာမရှိရင်မရှိဘူး spare part တွေကတော့ store ဝရှိနေတယ်ပေါ့နော်လာပါအခုကျွန်တော်ရောက်နေတဲ့နေရာကတော့ကျွန်တော် Roman ရဲ့ warehouse နဲ့ service center ပေါ့နော် အဲမိတ်ဆွေတို့တကယ်ကိုကျွန်တော်တို့ဒီ roman မှာဘယ်လိုမျိုးကျွန်တော် spare part တွေနဲ့ဘယ်လိုမျိုးတွေလုံးနေလဲဒီ service center မှာဘာတွေလုံးနေလဲဆိုတော့ကျွန်တော်ပြချင်လို့အာမိတ်ဆွေတို့ကိုခေါ်လာပေးတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့တူတူအထဲမှာ like ကြည့်လိုက်အောင်နော်အာ service center ကျွန်တော်တို့ဒီ line တိုင်းမှာရှိရပေါ့နော် ရိုမန်ကကျွန်တော်တို့လွန်ခဲ့တဲ့၄နှစ်လောက်ခရေရနေပြီးကျွန်တော်တို့ဒီအမီးဇက်တွေကျွန်တော်တို့ဒီဟိုပါတော့အင်ဂျင်တွေကျွန်တော်လေယာသုံးပစ္စည်းတွေကိုကျွန်တော်တွင်းနေတာဖြစ်တယ်အဲ့တော့အဲ့ brand ကကျွန်တော်အခု inverter battery လည်းတွင်းလာတယ်ဆိုတော့ကျွန်တော်အနေနဲ့ကျွန်တော်ရေယုံကြီးကြီးရောင်းနိုင်တာရဲ့ပြီးရင်ကျွန်တော် service ကိုတေချာလုပ်ထားတာမိတ်ဆွေတို့ပြကြင်လို့အဲကျွန်တော်ဒီဗီဒီယိုလေးလုပ်လိုက်တာပဲဖြစ်တယ်အခုကျွန်တော်အနောက်မှာတွေးနေရတာလေဒါတွေကအခုဒါစမ်းတက်နေတဲ့ဟာတွေကျွန်တော်တို့အခု brand ကကျွန်တော်တို့ရောင်းတာတနည်းမပြည့်သေးဘူးပေါ့နော်တနည်းမပြည့်သေးဘူးဆိုတော့ error တွေကတော့ မလာသေးဘူးသိပြီးတော့အကယ်လို့ error လာတယ်ဆိုရင်လည်းဖြစ်တဲ့ဟာလေးတွေကိုကျွန်တော်တို့အကုန်လုံးဒီမှာလုပ်ပေးနေရပေါ့နော်ပြီးတော့ကျွန်တော်ဒီက service အကူနဲ့လည်းအခုရှိနေတဲ့ error ဘာတွေရှိနေလဲအပြင်ဘယ်လိုမျိုးပြင်ပေးနေလဲဆိုတာကျွန်တော်တခါတည်းမိတ်ဆွေတွေကိုပြောပြီးတော့မေးပြီးတော့ကျွန်တော်ပြပြတာအကုန်မင်္ဂလာပါမင်္ဂလာပါဟုတ် အခုဒီအခုကျွန်တော်တို့ဒီ roman မှာပေါ့နော်အခု service အနေနဲ့အခုအလုပ်လုပ်နေတာပေါ့နော်အခုကျွန်တော်တို့ဒီမှာတွေ့နေရတဲ့ inverter တွေကဘာတွေအခုလုပ်နေရလဲကိုအားလေးချက်လောက်ပြောပြပေးပါဒီကောင်းတော့ကျွန်တော်ဗတီဒီယို fan wave array ပြန်တင်တာပေါ့နော် fan wave array ပြန်တင်တဲ့ parameter setting တွေပြန်ချိန်ပေးတာပါကောဟုတ်အခုဒီရှိနေတဲ့ဟာတွေကို update တွေထွက်တော့ update တွေထပ်တင်ပေးနေတာပေါ့နော်ဟုတ်တယ်ကျွန်တော်စီးပီးသားတွေကိုပဲကျွန်တော်ဟိုအဲ့ဒီထပ်တင်ပေးတာ အဲ့တော့ဒီ update တင်နေဆိုတာကျွန်တော်တို့ကအရင်တော့ကကြတော့ဥမာထားပါတော့ဗျာအဲ software တွေက update update တွေဖြစ်နေတယ်ဒီ BMS software တွေကပေါ့နော်အဲ့တော့ကိုကအခုဝယ်လိုက်တယ်ဒါပေမဲ့နောက်ထပ်နောက်မှဝယ်တဲ့ဟာတွေနောက်ထပ် update တွေနဲ့ထပ်လာတယ်ပေါ့အဲ့လိုမျိုးတွေဖြစ်အောင်လို့ update တွေထပ်ရှိနေအောင်လို့အများအား update တင်ပေးနေတာပေါ့နော်ဒီတိုင်းပဲကိုရောင်းမဲ့ဟာကိုဒီတိုင်းထားတာပြီးတော့ရောင်းလိုက်တာတော့မဟုတ်ဘူးအဲ့လိုမျိုး update တင်တဲ့ service ဆိုတာတို့ကလုတ်ပေးနေတာပေါ့တခါတယ် okay အဲ့လို့ဆိုရင်အခုကျွန်တော်တို့အခုချိန်ဒီအခုတို့ပြင်နေတဲ့နေရာမှာဘာတွေရှိမလဲ ကျွန်တော်ဒီမှာ error ကတော့အခု loss error ထွေထူးသိတော့မရှိဘူးပေါ့နော်ဒီ customer ကပြန်လာတဲ့ error ဆိုလဲကျွန်တော်ဒီမှာ patient ပေးနေတယ်ပေါ့အဲဒီမှာအခုတလုံးပြင်နေတာတော့တွေ့တယ်အခုအဲ तू อ่ะ तू อ่ะဘာဖြစ်တာလဲအခု customer စီမှာဟုတ် तू ဒီမှာ power မလာလို့ဆိုပြီးကျွန်တော်ပြန်လာတာပါကိုဟုတ်အခုဒီမလာတဲ့ဟာအကူရိုးနေနေဒီဘက်ကနေပြအစားထိုးအလုံးပေးလိုက်ပြီလားကျွန်တော်တို့ဒီဘက်ကအစားထိုးအလုံးပေးထားပါတယ်ကောဟုတ်ကဲ့ဟုတ်ကဲ့အစားထိုးအလုံးလေးပေးထားတယ်ကျွန်တော်တို့အစားထိုးအလုံးပေးထားတဲ့အချိန်မှာဒီမှာပြင်ဆင်ရရှိရလဲ ပြင်နေတယ်ဗောနော် service center မှာကျွန်တော်တို့ကအများကြီးကျွန်တော် true true ဟို error တွေလာတာမရှိသေးတော့ကျွန်တော်တို့ကအာလုံးနေတာတွေကနေတယ်ဗောနော်ဒီတစ်ခုပဲရှိသေးတာအခုဆိုရင်အဲအခုဒါတွေဖြုတ်ထားတယ်ပြီးရင် spare part တွေလည်းအစုံရောက်ထားတယ်ဗောနော်ဘာလို့လဲဆိုတော့ကျွန်တော်သိတာက roman ကအာမီးစက်မှာရောတခြား engine တွေရောကျွန်တော်တို့ဒီ agriculture နဲ့ပတ်သက်တဲ့ layer သုံးပစ္စည်းတွေရောအကုန်လုံးမှာသူပစ္စည်းသွင်းနေဆိုရင် spare part ကိုအဓိကထားပြီးတော့အရင်သွင်းတာ အဲကျွန်တော်အခုနကဂူရောင်ထဲမှာကျွန်တော်တွေးလိုက်တာလည်းရှိတယ်အဲ spare part တွေအများကြီးပဲပေါ့နော်အရင်ထားရတယ်ပစ္စည်းသာမရှိရင်မရှိဘူး spare part တွေကတော့ store ရှိနေတယ်ပေါ့နော် okay အဲ့လို့ဆိုရင်အခုကျေးဇူးတင်ပါတယ်ကျွန်တော်လည်းဒီဘက်မှာ customer တွေကိုကျွန်တော်ကတေချာလေးအခုတို့ပြင်နေတဲ့ဟာလေးတွေဒီအဲဘယ်လိုမျိုး error တက်လာလဲဆိုဘာတွေလုပ်ပေးရမလဲဆိုတာလေးတွေအခုမေးတာပါကျေးဇူးတင်ပါဟုတ်ကျေးဇူးပါကော okay